မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တကြံအကျိုးလူငိမ့်မှာနိုင်ခြင်းအကျိုးပါဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတကြံအကျိုးအနေနဲ့အီဘီလာ၁၇ရက်နေ့ကလူငိမ့်ပြီးတဲ့အကျဉ်းသားများမှာနိုင်ငံအကျဉ်းသားတချို့ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွင်ရစီမှတည်ရပါရင်မနေ့ကဧပြီလ17ရက်ကမန္တလေးမြို့ဥပိုလ်တောင်မှာအကျဉ်းသားအကျဉ်းသူ90ခန့်ပြန်လည်လာခဲ့ပြီးအဲ့ဒီအနက်နိုင်ငံရေးအကျဉ်းသား20ဝန်းကျင်ပါဝင်ကြောင်းကနေဦးတည်ရတယ်လို့ PPNN ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကဆိုပါရယ်မနေ့ကဥပိုလ်တောင်က90လောက်လွတ်တဲ့နိုင်ကျင်း20ခန့်ပါတယ်လို့တည်ရတယ်ဂိန်းကနန်းကိုအတိပြုမရသေးလို့မထုတ်ပြန်သေးတာပါအင်းစိန်နဲ့တခြားထောင်တွေကတော့အခုတည်းအဆက်သွေးမရသေးဘူးလွတ်လာတဲ့နိုင်ကျင်းတွေထဲမှာကြားမှဘလောက်ပါတယ်ဆိုတာစီစဉ်နေတော့မှလို့၎င်းကပြောပါရယ်အလား တို့အင်းစိန်ထောင်မှလည်းအကျဉ်းသားတို့ပြန်လွတ်ကြောင်းတည်င်းအရေးမြင့်တွေရဲ့ပြောကြားချက်ရသိရပါတယ်။ဒါပေမဲ့အရေးအတွက်မတည်ရသေးပါဘူး။ဒါအပြင်စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချခံထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့အေဒင်ဦးချစ်ခိုင်၊ဇေကဘာဦးခင်ရွှေရဲ့တားဖြစ်သူဦးစီတီဟာပါဝင်စောင်းစီအမှုနဲ့ဖမ်းဆီးခံထားတဲ့စီးလုပ်ငန်းရှင်တို့လည်းပြန်လွတ်လာကြောင်းသိရပါတယ်။ အေရင်ဦးချစ်ကိုင်ကရှမ်းပြည်နယ်ပင်လောင်းမြို့နယ်အတွင်းမှာတီချစ်ကြောင်မီသွေး၃ရေနူးငိတာပိစက်ရုံလုပ်ငန်းမှာအခွန်လျော်နေပေးဆောင်နေလို့ဆိုပြီးအာဂတိလိုက်စာမှုနဲ့2022ခုနှစ်ဧပြီလကအမှုဖွင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ဦးစီတီဟာမှာနိုင်ငံပိုင်အဆောင်များခွင့်ပြုချက်မရပဲဖြိုပြမှုနဲ့2022ခုနှစ်မလမှာဖခင်ဖြစ်သူစေကဘာဦးခင်ရွှေနဲ့အတူဖမ်းဆီးခံခဲ့ရပြီးစေကဘာဦးခင်ရွှေကို2024ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာကျမ်းမာရေးအကြောင်းပြချက်နဲ့စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ NUG ကငလင်ပေးတဲ့ သတွေမှာထူးဆင်းရနာမှုတပတ်ထပ်တိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ဖို့ငလင်တပ်ထင့်ဒေသတွေနဲ့ဆက်စပ်တဲ့ခရိုင်များမှာထူးဆင်းရနာထားမှုကို AB 73ရက်နေ့မှ AB 20ရက်နေ့ထိတပတ်တိုးမြှင့်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါရယ်။ ။အေဘီလာစနီယမှာပြုလုပ်တဲ့စကိုင်းငလင်ကြီးတုံ့ပြန်လုပ်ငန်းများနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားတာပါ။ကျွန်တော်တို့ထိုးစစ်တပတ်ထမှန်ရနာမယ်ကိစ္စလေးငလင်ပြည်တင်ဒေတာတွေနဲ့ဆက်ဆက်ခရိုင်များဆိုပြီးဖြစ်လာမှာပါလို့ဦးနေဖုံးလက်ကပြောပါရယ်။မလ28ရက်နေ့ငလင်လောက်ကမှုအပြီးမှာအန်ယူ ကြီးအစိုးရကာကွယ်ဝင်ကြီးဌာန MOD ကမလ30ရက်နေ့မှာဧပြီလ12ရက်နေ့ထိငလင်တန်တင်းနဲ့ဆက်ဆက်ခရိုင်များမှာခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်တွေကိုနှစ်ပတ်ကြာရန်နာမှာဖြစ်ကြောင်းမလ29ရက်နေ့မှာကြေညာခဲ့ပါတယ်။အဒီနောက်ထိုးစစ်ရန်နာမှုကိုတပတ်ထပ်မံတိုးမြင့်လိုက်ခြင်းဖြစ်ပါတယ်။ဒါအပြင်ထိုးစစ်ရန်နာထားမဲ့တကြံကာလဧပြီ13ရက်နေ့မှာ20ရက်နေ့ထိကိုငလင်ပေးချပူဆွေးမှုတွေအတွက်ပြည်သူများမှပြည်သူကိုအချင်းချင်းအားပေးနှစ်သိမ့်နိုင်ဖို့နှစ်သိမ့်အားပေးမှုရှိသက်တဲ့ပတ်အပြင်အန်ယူဂျီကဧပြီလ2ရက်နေ့မှာတမန်ထားပါတယ်။ အလာဒူတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ညီနောင်သုံးဖွဲ့နဲ့ကချင်လူမျိုးရေးတပ်မတော် KIA ကလည်းငလင်းပြည်တင်ပြည်သူတွေကိုထောက်ထားသောအပြင်မိမိကိုယ်ကိုခုခံခွင့်က လွယ်ပြီးအပြည့်ရကြောင်းကြီးညာထားပါရယ်စစ်ကောင်စီဘက်ကလည်း AP 22ရက်နေ့ထိအပြည့်ရကြောင်းကြီးညာထားပါရယ်ဒါပေမဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေစေဖြစ်ပါရယ် NUG မှကောက်ယူရရှိထားတဲ့အကြံလန်ရငလင်းလောက်ခတ်မှုအပြီးမလ28ရက်နေ့မှာ AP 17ရက်နေ့ထိတိုင်းရင်းပြည်နယ်12ခုမှာလေကြောင်းနဲ့လက်နက်ကြီးပြက်ခတ်တိုက်ခိုက်မှုတရ2ကြိမ်ပြုလုပ်ခဲ့ပြီးအရသာ131ဦး တည်ဆောင်းခဲ့ကြောင်းသိရပါရယ်ဇလက်ပြီးဘာကတာညာအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌကိုဝင်းရန်ဖြိုးမိုးထောင်မှလွတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချခြင်းခံရတဲ့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများဖွဲ့ချုပ်ဘာကတာဘိုအမှုဆောင်ဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌကိုဝင်းရန်ဖြိုးမိုးတာယာဝတီထောင်မှလွတ်ရဲဆွေလိုပြန်လွတ်လာကြောင်းဘာကတာကအီဘီလာ၁၇ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ကိုဝင်းရန် ဖြူမိုက2021ခုနှစ်မလ3ရက်နေ့ကတာမွေမြို့နယ်မှာအထွေထွေတပိတ်ကော်မတီ GSC ရဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းအကြံဖတ်ဖြူခွင့်ခံရစဉ်ရဟန်းចောင်းသားလူလူများနဲ့အတူဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ၎င်းကိုစစ်ကောင်စီကစုပူအောင်လုံဆောင်မှုဆိုင်ရာရှစသက်ကြီးပုံမှန်905ကကျင်းနိုင်ငံတော်ကြီးညိုပြည့်စင်မှုပုံမှန်905ခါခွေငိမ့်စုစီပုံမှန်19ရုံးနဲ့အလုတ်ကျန်းတဲ့ထောင်တန်းစုစုပေါင်း9နှစ်နဲ့3လချမှတ်ခံရပြီးအင်းစိန်ထောင်နဲ့တာယာဝတီထောင်တို့မှာ၄နှစ်ကျော်အကျဉ်းချခံထားရပါတယ်။ထောင်တွင်အကျဉ်းချခံထားစဉ်တွင်ရိုင်းနှက်ခံရခြင်းတိုက်ပိတ်ခြင်းတို့ပြုလုပ်ခံခဲ့ရကြောင်းသိရပါတယ်။ဆလတ်ပြီးရှေးစကြိုးတာကောင်ကြီးရွာစတဲ့ကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲတိုက်ခိုက်တဲ့ကျောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှေးစကြိုးမြို့နယ် ာကောင်ကြီးရွာစစ်ကြောင်းစတင်ကြောင်းကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလျင်နှင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းသိရပါရယ်ဧပြီလ၁၂ရက်မနက်၁၀နာရီခန့်မှာရှီစကြုံမြို့နယ်ရှီလေကျွန်းဒေသတာကောင်ကြီးရွာစတင်ကြောင်းကိုအကြံဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ကျောင်းသားပြည်သူများဘေးလွတ်ရာထွက်ပြေးခဲ့ရာကြောင်းထိခိုက်ဒေဆုံးမှုမရှိတော့လဲစတင်ကြောင်းဆောင်နဲ့ကျောင်းသုံးပြည်ပေါ်ကပစ္စည်းများထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါရယ် ဘာတိုင်ပွဲမှမရှိပါဘူးအကြောင်းမဲ့ကိုပုံကျဲတိုက်ခိုက်သွားတာဘာပြောရမှန်းကိုမသိပါဘူးလူစိတ်ပြောင်းနေကြတာဆိုတော့ပြည်သူတွေတော့စိုးရိမ်တော့ကနေစိတ်ဒုက္ခရောက်နေကြတယ်လို့ဆိုပါတယ် ဆက်လက်ပြီးစကိုင်းငလင်လိုအယူသည်စစ်ကောင်စီမခွန်ကျင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမလ28ရက်နေ့ငလင်ကိုအရင်ကစကိုင်းငလင်တွေနဲ့မရောထူးရအောင်မန္တလေးငလင်လိုခေါ်တင်ကြောင်းဝင်ပြောတယ်။ထုံးစံအနည်းနဲ့ငလင်တွေကိုဗဟုသတ်တိုင်းအမြင့်ပေးကြတော့မလ28ရက်ကမြန်မာတစိ့တစ်ပိုင်းကိုဖျက်ဆီးလိုက်တဲ့ပြင်အား9တသမ9ငလင်ကဗဟုချက်နဲ့အနီးဆုံးမြို့စကိုင်းကိုအစွဲပြုပြီးစကိုင်းငလင်လိုခေါ်ရမယ့်သဘောဖြစ်တဲ့သတင်းဌာနစုများအပါအဝင်အများအပြားဒီနာမည်ကိုပဲအသုံးပြုပြီးစစ်ကောင်စီကအဲ့ဒီငလင်ကိုမန္တလေး လင်းငလင်းကိုတရားမဝင်ကြီးညာလိုက်တော့ပြည်သူတွေကပါကြောင်လဲတီးကြနေစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကမလ28ရက်နေ့ငလင်းကိုအရင်ကစကိုင်းငလင်းတွေနဲ့မရောထွေအောင်မန္တလေးငလင်းလို့ခေါ်တင်ကြောင်းပြောတဲ့သတင်းဌာနတွေလည်းဒီနာမည်ကိုပဲသုံးတင်တယ်လို့ပြောပါတယ်ငလင်းတွေကိုဗဟုချက်တိုင်းအမြည်ပေးကြပေမယ့်အနည်းဆုံးကြော်ကြတဲ့မျိုးအတိုင်းလည်းအမြည်ပေးကြတယ်။ဥပမာအားဖြင့်2004ခုနှစ်ကအိန္ဒိယသမုတ်တရားငလင်းကို Sumatra Andaman လို့လည်းခေါ်တယ်။ ဒါကြောင့်မလ28ရက်နေ့ငလင်ဟာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးနဲ့နှိကပ်မှုနဲ့မန္တလေးမှာဘလောက်ဆူဆူရွရွပျက်စီးရေဆိုတာကြောင့်မန္တလေးငလင်လို့ခေါ်တင်တယ်လို့ပညာရှင်တွေကစောတကတက်ကြတယ်။ ဒါပေမဲ့အတိတ်ပဲမရှိတာကတော့ဒီငလင်ကိုဘယ်လိုခေါ်တဲ့နေဆိုပြီးစကောင်စီကဝင်ရောက်ဆွဖတ်တာဖြစ်တဲ့ရည်စရာကောင်းတာကတော့စကောင်စီကငလင်ကိုဘယ်လိုတုံ့ပြန်မေးဆိုတာတက်အမည်ပေးဖို့အချိန်ဖြုံးနေတဲ့ဒီငလင်ကြောင့်တိဆုံမှု3600ကျော်ပြီးတိဆုံမှုဆက်လက်မြင့်နေတယ်။ဒါပေမဲ့ဘူဇုတ်တွင်ရဲ့ရှုသွတ်မိုင်မဲမှုနဲ့စောမင်းထုံပြောတယ်လို့အတိတ်ပဲရှုပ်ထွေးအောင်လုပ်တာမဟုတ်ဘူးဆိုတာမြန်မာပြည်သူတွေကောင်းကောင်းသိတယ်။စကောင်စီကမန္တလေးငလင်လို့ခေါ်တာဟာအယူသီးမှုကိုအခြေခံတယ်လို့လေလာသူတွေပြောတယ်။အထူးသဖြင့်ဗမာလူစကိုင်းကိုအတိတ်ပဲဖွင့်နေဆိုတာကိုသူတို့ မကြိုင်လို့ဖြစ်မယ်ဗမာစာမှာစကိုင်းဆိုတဲ့စကားနှလုံးကိုဖြစ်ဖြစ်ဖတ်တဲ့အခါပထမစက်လုံးစစ်ဆိုတာစစ်တက်လို့အဓိပ္ပာယ်ရပြီးဒုတိယစက်လုံးကိုင်းဆိုတာကိုင်းသွားတာဖြစ်တယ်။ဒါကြောင့်အရှူသီးတဲ့ဘုချုပ်တွေအတွက်စကိုင်းငလင်ဆိုတာစစ်တက်ကိုကိုင်းသွားစေတဲ့ကိုင်းသွားစေတဲ့ငလင်လို့အဓိပ္ပာယ်ရတယ်။တချို့ကလည်းစကိုင်းတိုင်းဟာစစ်ကောင်စီဆက်ခြင်းအမကန်ဒီတာဖြစ်တာကြောင့်စကိုင်းငလင်ဆိုတာစစ်ကောင်စီရဲ့နာမမကောင်းဆိုးဝါးတန်လို့ထင်ပြီးဖြက်စည်းမဲ့အဓိပ္ပာယ်ဆိုဖြစ်စေရလို့ထင်ရတယ်။ ရတရားအစီရင်ဟာအရင်စစ်အုပ်စုကောင်းဆောင်နေလို့ပဲလက်ရှိဘိုးချုပ်တွေဈာမပြန့်နှံ့နေတယ်။2021ခုမှာအာနာသိမ့်ပြီးလောက်မင်းအောင်လိုင်ကနေကြပြင်တက်တန်းဆိုင်ဖို့စစ်ကောင်စီကိုအမိန်ပေးပြီးနေကြစီထုတ်ပြီးစည်းကြီးတဲ့စာအုပ်စီတင်သွင်းမှုထိန်းချုပ်ဖို့ ပြောတယ်။ဒါပေမဲ့လူကြိုက်များတဲ့စီထွက်သီးနှံနှမ်းနဲ့မြေပဲကိုဘာကြောင့်အမပြရလဲဆိုရင်မိကွန်ထွက်လာတယ်။နေကြဆိုတာပမာလိုအနေကြတဲ့အတိတ်ပဲလို့သူ့ရဲ့အုပ်ချုပ်ရေးရှိကြမယ်လို့ဘီရင်ဆရာတွေကသူ့ကိုဟောတယ်။သူ့ရဲ့အုပ်ချုပ်ရေးကိုနိုင်ငံတော်ပုံကံမှုမြန်မာနေချင်း2022ခုနှစ်မှာမင်းအောင်လိုင်ကတနိုင်ငံလုံးကဘုံကြီးကျောင်းတွေကိုနေစဉ်စံကြစံတလှလှဖို့ပြည်ထိုင်ဝင်ကြီးကိုအမိန်ပေးလေလို့အဲ့တုန်းကစစ်ကောင်စီတရင်တွေဖော်ပြတယ်။စံကြစံလူတွေဆိုတာအလူရှင်မင်းအောင်လိုင်ကာလကြာမြင့်စွာစံဖို့ရတရားလို့ယူဆကြတယ်။အရင်စေအုပ်စုခေါင်းဆောင်တန်းရွှေ ခေတ်ကဝန်ကြီးဌာနတွေကိုအခုအုပ်ချုပ်ရေးမြို့တော်နေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာပြောင်းတဲ့အခါပထမဆုံးအတုံးအစိုးရဝန်ထမ်းတွေကနတ်ခတ်ပေရင်ဆရာကရွှေ့ပေးတဲ့မင်္ဂလာချိန်မှာပြောင်းရတယ်။သူတို့ရဲ့ကြီးကျယ်ခံနာမှုကိုတဘာဝကအတည်ပြုလို့ရတယ်လို့ခေါင်းဆောင်တွေယုံကြည်ပြီးနေပြည်တော်မှာမွေးထားတဲ့စင်ပြူတွေကတကောင်အခုနှစ်ဖေဖော်ဝါရီမှာတည်ဆုံနေဒါကိုနမိတ်မကောင်းမှုလို့မြင်တဲ့ပို့ချုပ်တွေစိုးရင်ပုံမှန်မှုရောကြအောင်နတ်ခတ်ပေရင်ဆရာတွေကစူးစမ်းရတယ်လို့နေပြည်တော်သတင်းအရှင်မြစ်တွေပြောတယ်။ အဲဒီစင်ကအသက်ကြီးလို့သိတာလို့ဘိုးချုပ်တွေကသူတို့ပြောပြီးအဲဒီစင်ပြုကအရင်စစ်အုပ်စုခေတ်မှာတွေ့ရစင်ဖြစ်လို့လက်ရှိစစ်အုပ်စုကိုတတ်ရမှုမရှိဘူးလို့ပြောရတယ်။သကိုင်းကလင်ကတမရအိလွတ်တော်စေယုံကျုံဝန်ကြီးဌာနရီနဲ့ဝန်လန်းအင်ယာပါဝင်စစ်ကောင်စီရဲ့ဗဟုချက်နေပြည်တော်ကိုလည်းအကြီးအကျယ်ပြသစေတာကြောင့်အယူသေးတဲ့စစ်ကောင်စီကငလင်အမည်ရွေးရမှာစန့်ကျင်ဘက်အတိတ်ပဲမတက်ရအောင်အရှမ်းခရုစိုက်တယ်လို့တချို့အစိုးရကတတင်းစင်ပြိုင်မျိုးသားညီညွတ်ရေးအစိုးရကသကိုင်းကလင်လိုပဲတုံးပါတယ်။မြေပြင်မှာကေဆယ်ကူကြီးလုပ်နေတဲ့ကုလသမဂ္ဂအေဂျင်စီတွေလည်း ဲဇက်ကိုင်းငလင်လိုပဲသုံးပါတယ်ငလင်ကြောင့်တိဆုံမှုနှုန်းကအင်္ဂါနေ့မှာ3600ကျော်ပြီးအချိန်မီထိရောက်တဲ့ကိစ္စအထောက်မှုသာလုပ်ခဲ့ရင်အဲ့ဒီလူတွေကအများပြားကိုအသက်ကယ်နိုင်တယ်ငလင်နောက်ပိုင်းမှာစစ်သားနဲ့ရဲတွေကပြိုကျသွားတဲ့အဆောင်တွေအောက်မှာပိတ်မိနေသူတွေကိုကယ်ဆယ်ဖို့ထံဘာသာရေးအဆောင်တွေကိုရှင်းလင်းဖို့အာရုံစိုက်နေပုံရတယ်လို့မျက်မြင်သက်သွေးတွေပြောတယ်စစ်ကောင်စီကအမည်တစ်ခုခုတောင်းဖို့အမိန်ပေးတာဒါပထမအောင်ဆုံးချိန်မဟုတ်ပါဘူး2022ခုနှစ်စစ်အာဏာသိမ်းမှုရက်အတန်းကြာမှာပြည်ရင်းပြည်ပသတင်းဌာနတွေအနေနဲ့သတင်းတင် င်ပြရမှာစစ်ကောင်စီလိုမတုံဖို့ပြည်သူလူထုမငြိမ်သက်အောင်မလုံဆော်ဖို့နဲ့သတင်းတင်ပြရမှာမီဒီယာကျင်းဝင်လိုက်နာဖို့အမိန်ထုတ်တဲ့ဒါပေမဲ့သူတို့ကိုဘယ်သူမှဂိမဆိုင်ဖို့လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေနဲ့နိုင်ငံတကာမီဒီယာတွေကစစ်ကောင်စီလိုပဲခေါ်ခဲ့ကြတယ်လို့ဖော်ပြပါရှိပါတယ်ရှင်